တိန်လုံးတိန်ကနေတုံခါသွားလို့တဲ့အတန်ကြီးတတန်ကြောင့်သူရအိယာကနေလန့်ပြီးတော့နိုးသွားခဲ့ပါတယ်ဝုံနဲ့ဆိုပြီးမြေကြီးကပြိုကျတဲ့တန်ရအဲ့ဒီအိမ်ကြီးရဲ့တနေရာမှဖြစ်ပါတယ်ဘယ်နေရာမှပြိုတာလဲကြီးမလေးလံလာတဲ့ပစ္စည်းတခုပြိုကျခြင်းလားကိုသူရဟာဂရေမွန်ကနေရှော့ဆင်းလိုက်ပြီးတော့အခန်းဝအပြင်ကိုထွက်လိုက်ပါတယ်ညကတော့မှောင်မိုက်လေကြောက်မက်ဖွယ်အတန်ကြီးကြားရပြီးတော့နောက်တိန်လုံးငြိမ်သက်သွားပုံကလည်းခြောက်ခြားမှုတစ်မျိုးပဲဖြစ်ပါတယ်ကိုသူရဟာဂရေမွန်ကရှော့ဆင်းပြီးတော့အခန်းဝအပြင်ဘက်ကိုထွက်လိုက်ပါတယ်ညကတော့မှောင်မိုက်လေကြောက်မက်ဖွယ်အတန်ကြီးကိုကြားရပြီးတဲ့နောက် တိန်လုံးညင်သက်သွားပုံကလည်းခြောက်ချားမှုတစ်မျိုးပင်ဖြစ်ပါတယ်။သူကလက်နဲ့တက်မီကိုဆွဲလိုက်ပြီးတော့အခန်းကိုဝေးဝိုက်ကထိုးကြည့်ပါတယ်။မီးကလေးကိုဖွင့်ကြည့်လိုက်တော့မီးကမလာပါဘူး။အိမ်မှာတော့ကိုသူရတဦးတည်းသာရှိပါတယ်။မိသားစုကဖျားပုံကိုအလဲပတ်သွားရောက်နေကြတော့ပါ။မိသူမှလည်းမရှိပါဘူး။ကိုသူရပင်အထက်မြမပြီဖျားဘူးကနေပြန်လာတာဟာမကြသေးပါဘူး။သုံးရက်ခန့်ပင်ရှိပါသေးတယ်အထက်ဆက်တော်ရာကတ္တပပကံတော်တော်နနံ့ဆုံဆုံလင်းလင်းကိုဖျားဖူးခဲ့တာပါသူပြန်ရောက်တော့သူ့မျိုးသမီးနဲ့ကလေးနှစ်ယောက်ကဖျားပုံကိုခီးထွက်သွားပြီဖြစ်ပါတယ် ညကာလာတိတ်ဆိတ်ငြိမ်သက်ဆဲပါပဲကုသူရဟာလက်နိုင်တက်မြေအလင်းအောင်အားကိုနဲ့တိန်လုံးကိုဝေယမ်းပြီးတော့အတန်ကြီးထွက်ပေါ်လာရခြင်းအကြောင်းရင်းကိုရှာဖွေနေမိပါတယ်စူဇန်နဲ့အသည့်နဲ့ပဲအေဂန်စီကိုတရွေ့ရွေ့ထိုးကြသွားပါတယ်အရင်တွင်းကိုမတမာသူလူစိမ်းအမှုကျန်းသမားတကူးဝင်ရောက်ပါကခတ်ပါပြီအဲလိုနဲ့ပဲအေဂန်ကိုရောက်လာခဲ့ပါတယ်ကုသူရရဲ့မေးလင်းဟာအေဂန်မှာရှိတဲ့အရင်လေတိုင်းစီကိုမီးရောင်ကိုရွှေ့လိုက်မိတာနဲ့သူ့ရဲ့တကူးလုံးအဖျားဝင်တယ်လို့မျိုးတဇက်ဇက်တုံသွားပြီးတော့လက်ထဲမှာကင်ထားတဲ့လက်နိုင်တက်မြေဟာလည်းရောင်ရမ်းပြီးတော့လွတ်ကျသွားကအလင်းရောင်လုံးဝပြောက်ကွယ်သွားပါတော့တယ် 拍啊拍啊，把工们来哈。嗯 သူရဲ့ယင်ထဲမှာအသက်ရှူတဲ့နေရာယင်ကောင်းတဲ့ကအပြင်ကိုနှစ်တိုးတကောင်နှာမုတ်တန်လိုမျိုးကျဲလောင်မြည်ဟီးကရေထဲနစ်သွားသလိုမွန်းကျက်သွားခဲ့ပါတယ်။မှန်ပါတယ်။ဧကန်လေတိုင်အောင်ချေမှာအေယာမလူကြီးတယောက်ထိုင်နေတာကြောင့်မှဥကောင်းဝပြောင်ပြောင်အသားနေဆက်ဆက်အပေါ်ပိုင်းအင်ကြီးဗလာနဲ့ငုတ်တုတ်ထိုင်နေတာတောင်လူတယောက်မတက်ရက်နေတဲ့အမြင်လောက်ရှိတဲ့ကြောက်မက်ဖွယ်လူကြီးပင်ဖြစ်ပါတယ်။ကိုသူရကလက်နိုင်တမီနဲ့ထိုးလိုက်စင်မှာတော့မျက်နှာချင်းဆိုင်မြင်လဲရတဲ့အခါမှာရုတ်တရက်ဆိုသလိုချက်ချင်းပြောက်ွယ်သွားပါတယ်။အေယာမသူတို့မိသားစုနေထိုင်တာ၁၀နှစ်ကျော်ပါပြီ။မြည်သည့်၆လက်မှုမှမကြုံမှုခဲ့ပါဘူး။ ထူးဆန်းလာပါတယ်ယခုကျောင်းမဘွယ်အေယာမလူကြီးအားမြည်သည့်နေရာကရောက်လာခဲ့တာလဲအဲလိုမျိုးကျောင်းမဘွယ်လူဘလူကြီးကိုဇနီးနဲ့ရင်သွေးလေးနှစ်ဦးသာရုတ်တရက်မြင်လိုက်ရင်နှလုံးသွေးရပ်ပြီးတော့တေဆုံးသွားနိုင်ပါတယ်ကိုသူရဟာမိမိရဲ့အခန်းကိုကြောက်လန့်တကြနဲ့ပြန်ပြေးလာလိုက်ပြီးတော့အခန်းတကားကိုလုံခြုံစွာပိတ်လိုက်ရင်လည်းအိတ်မပြောနိုင်တော့ဘဲနဲ့မနှက်မိုးလေးနဲ့တည်းစဉ်းစားကန်းဝင်နေမိပါတော့တယ်ကျောင်းမဘွယ်အေယာမလူကြီးဘလူလုံပြီးတော့အိမ်မို့ရောက်လာလဲကျောင်းမဘွယ်အတန်ကြီးကိုဘာကြောင့်ပေးရလဲမဖြစ်သေးပါဘူးမိသားစုတွေပြန်မရောက်ခင်မှာပဲဒီကိစ္စကိုဖြေရှင်းမှဖြစ်ပါလိမ့်မယ်မန်သူရ မင်းမြင်လဲရတဲ့အေရမလူအေရဘယ်နေရာမှာထိုင်နေရလဲကွယ်ဟိုရီယာအိမ်လေတိုင်းရဲ့အနောက်မှာထိုင်နေရပါအဘကြီးထိုင်နေတဲ့တောင်လူကြီးတယောက်မတ်တက်ရက်နေတလို့ရှိတယ်ဗျာအသားအနေနဲ့ဂရုံးကပြောင်ပြောင်နဲ့ကြောက်စရာကြီးဗျာအရင်ကဒီကောင်ကြီးမရှိပါဘူးဗျာကျွန်တော်ကဲပေါင်းပါရဲ့အဘဦးလူကလေးကလည်းအေရမလူကြီးကိုတွေးလိုက်ရတဲ့နေရာကိုတည်တည်ချာချာစစ်ဆေးပါတယ်ပယောကနေနဲ့စစ်ဆေးခြင်းလည်းဖြစ်ပါတယ်အဘရဲ့မျက်ဝန်းညွန်များဟာအိမ်တိုင်းအမြင့်တနေရာမှာချိတ်ထားတဲ့ပစ္စည်းတစ်ခုကိုမြင်လိုက်တဲ့အခါမှာတော့တစ်ချက်မြပြုံးလိုက်ပါတယ်အကြောင်းရင်းကိုသိလိုက်တဲ့အပြုံးမျိုးလည်းဖြစ်ပါတယ်မောင်သူရာ အရင်ကဒီလိုမျိုးကိစ္စကြီးကြုံမှုလားကွယ်ကျွန်တော်တို့နေလာ10နှစ်ကျော်ပြီဗျာဒီလိုပြဿနာတခါမှမကြုံဘူးပါရဲ့ဒါကပထမဆုံးအချိန်ပဲကြောက်စရာအေးရမှလူနီးပြီဗျာအဘတိန်လုံးစစ်စစ်ကြည့်ရတဲ့လောက်တော့ဒီနေရာမှာအပြစ်တစ်ခုတွေ့တယ်မောင်သူရရဲ့ကိုသူရဟာအလန့်တကြားခေါင်းခါရန်လိုက်မိပါတယ်မှတ်ထားကွယ်အဲ့ဒါဘလူးတရေတပတ်တဲ့အစ်င့်မြင့်တယ်လူကောင်ကြီးရဲ့အသားနေတယ်မျက်တောင်လုံးဝမခတ်ဘူးအစွဲပါတယ်စာအုပ်တွေတွေကလိုမျိုးချက်ဝတ်တစားနေမဟုတ်ဘူးရိုးရိုးပဲ ဗျာဗျာမနေနဲ့ဒီပစ္စည်းကဘယ်ကနေဘလို့လုတ်ပြီးတော့ဒီကိုရောက်လာလဲအဘာဦးလူကလေးညွန်ပြရာကိုကုသူရလမ်းကြည့်လိုက်မိပါတယ်ဗလာစောက်တုံးမြကျဲတဲ့ဘလူးရုပ်ထုပါတစ်ထွင်းပပူးရုပ်ထုလေးပါမကွေးဖျားမဝယ်လာခြင်းလည်းဖြစ်ပါတယ်လက်ရမြောင်းလာတာကြောင့်ရည်ရွယ်ချက်ထူးထူးထူးတွေမရှိဘဲနဲ့အမှုပညာသဘောအရအလားတက်တက်ဝယ်လာပြီးတော့လူမြင်သာတဲ့နေရာအိမ်တိုင်းမှာခြိတ်ထားခြင်းလည်းဖြစ်ပါတယ်သူကလည်းအဘာဦးလူကလေးကိုဖျားဘူးတွားရင်နဲ့ဝယ်လာတာဖြစ်တဲ့ကြောင့်ရှင်းပြလိုက်ပါတယ်ဟေးကောင်းကွာမောင်သူရတော့ဘာရည်ရွယ်ချက်မှမရှိဘဲအလားတက်တက်ဝယ်လာပြီးခြိတ်ထားတာပဲ မင်းတွေးလိုက်ရတဲ့အကောင်ကအဲ့ဒီတစ်ထွင်းဘလူးပဲကွာဝုံနေဆိုပြီးခုံလိုက်တာသူ့ပဲဘာကြောင့်လဲဆိုတော့ဒီဘလူးရုပ်ကလာကျက်တဲ့ညမှာနက်ခနဲ့တဲ့ပြီးတော့အသက်ဝင်သွားတာမော်သူရာရဲ့အသက်ဝင်လာတာနဲ့မြခန္ဓာကိုယ်ကကြီးထွားလာတယ်။အေယာမဘလူးကြီးဖြစ်သွားပြီးတော့အစာရှာဖို့တိုင်ထက်ကနေအောက်ကိုခုံချလိုက်တာပဲ။မင်းအဲ့ဒီချိန်မှာဖះဖို့ကပြန်လာတယ်ကုသိုလ်ကောင်းမှုတွေနဲ့ထုံမွန်းနေလို့မင်းတက်တာသွားတာကွာ။မဟုတ်ဘူးဆိုလို့ရှိရင်မင်းကိုကြိုက်စားလိုက်လောက်ပြီ။ ကိုသူရဟာဆန်ရွယ်ကြာကနေလကောင်နှစ်ဖူးကြာကနေလကောင်ချွေးတွေဟာရုတ်တရက်စိမ့်ဆင်းပြီးတော့ယိုဆင်း၍လျားလာပါတယ်။အဘဦးလူလေးရဲ့အတန်လည်းအင်ရှိအေကန်ထဲမှာလိုင်းကရက်တွေထထွားရန်ရှိပါတယ်။သူရဲ့နှက်ခမ်းဟာတစက်စက်တုံသွားခဲ့ပါတယ်။ရင်မထဲမှာတော့ကြောက်ရွံ့မှုတွေနဲ့အေးဆက်ထိချသွားမိပါတယ်။အဘဦးလူလေးကိုအာကိုတကြီးကြည့်လိုက်ပါတယ်။ဒီလိုရုတ်တရက်အမှုပညာတန်မိုးရှိကောင်ရှိပေမဲ့နှက်ခမ်းနဲ့တိုက်ဆိုင်လို့အသက်ဝင်သွားရင်အန္တရာယ်ရှိတယ်ကွယ်။လကွယ်ညတွေမှာအသက်ဝင်တယ်။ဒါပေမဲ့ကိစ္စမရှိပါဘူးကွယ်။မြစ်တာတုံရွတ်ဖတ်24ပစ္စည်းရွတ်သူဘာမှမလုပ်နိုင်ပါဘူး။ သူဆာရှာထွက်ပြီးမိုးလင်းကနေမှဒီနေရာကိုပြန်ရောက်လာမှာပဲမိုးလင်းလို့လင်းရောက်ရောက်ပြီဆိုတာနဲ့နှက်ခတ်ကလွဲသွားပြီကိုအဲဒါကြောင့်အသက်မရှိတော့ဘူးကွအယုတ်ပြန်ပြီးဖြစ်သွားလိမ့်မယ် နောက်လကွယ်ညကြရင်နတ်ခတ်တခါပြန်ထွက်လေဦးမယ်အရိခါကျရင်အဲ့လိုပဲအသက်ဝင်ပြီးခုံချအစာရှာဖို့တနည်းအောင်ထွက်သွားဦးမယ်အခုချိတ်ဆွဲထားတဲ့ရုပ်ကအချိန်ကာလနတ်ခတ်လမ်းကြောင်းကြာနေရပါကဲပါနောက်တစ်ခုကရှေးရမဟာဝေဒပမန္တန်တော်ကြီးဆိုတာကောင်းကင်ကိုမောကြည့်ပြီးရွတ်ဖတ်လို့ရှိရင်ယတနာမိုးရွာတယ်ဆိုပေမဲ့ဒနာတိတ်တိနတ်ခတ်ဆန်းတဲ့ရှင်တဲ့ကာလကြုံမှာယတနာမိုးရွာတာတခြားအချိန်တွေမှာသွားရွတ်လို့ရှိရင်အဆင်မပြေဘူးကွယ်ကဲနောက်လကွယ်တည်းရဲ့စောင့်ကြည့်ကြစို့ကွယ် နောက်တစ်ကြိမ်လာကွယ်တရက်မှာတော့ဥလူကလေးနဲ့အဘတို့ဟာဧကန်တနေရာမှာသံကောင်းမတိုင်မီကြိုတင်ပြီးတော့ဆောင်းဆန်းကြည့်ရှုနေခဲ့ကြပါတယ်။ညကတော့မောင်မိုက်နေပါတယ်။ ဖယားကန်းမှာတော့ငါးတိုင်ဝမီလုံးပြားလေးကိုသာခမိုင်းမိုင်းထွန်းထားပါတယ်ထူးခြားမှုကစတင်လာပါပြီအိမ်ကြီးတစ်ခုလုံးကတိမ်ကနေဖြစ်သွားပြီးတော့အေယာမလူကြီးတစ်ကောင်ကအိမ်တိုင်လေကနေဇောက်ထိုးကြီးဆင်းလာပြီးတော့ကျမ်းမြင့်နာကိုရောက်ချိန်မှာတော့ရုတ်တရက်ခုန်ချလိုက်ပါတယ်ဝုန်းဆိုတဲ့တန်ရင်နဲ့တူဥကောင်းပြောင်ပြောင်နဲ့နရွက်ချွန်ချွန်လက်ညိုးရွယ်ရှိတဲ့အဆွဲဝါဝါကြီးနှစ်ချောင်းနဲ့အကောင်ကြီးတစ်ကောင်ကလမ်းမကိုစိုက်ကြည့်ပြီးတော့ခြေလမ်းပြင်နဲ့ရုတ်တရက်ပြောက်ကွယ်သွားပါတော့တယ်ကိုသူရတကူလုံးစူပွက်နေတဲ့သွေးကြောလိုက်နဲ့တရွရွခုန်နေကြပြီးတော့လက်ပြားခြေပြားတွေတောင်ချွေးစည်းတွေနဲ့အေးဆက်လာခဲ့ပါတယ် အတန်ကြာတဲ့ချိန်မှာတော့ကဲမောင်သူရာဆရာပြောသလိုနက်ခတ်လမ်းကြောင်းနဲ့မိနေလို့အခုလိုအသက်ဝင်လာတာပါကိစ္စမရှိပါဘူးကွယ်နက်ခတ်လမ်းကြောင်းပြောင်းသွားအောင်ပြောင်းချိန်ချိန်ဒါမှမဟုတ်ပို့ပြီးတော့စိတ်ချခြင်းရင်တော့ဓာတ်နဲ့ခွဲစိတ်ဖြတ်စည်းလိုက်ပြီးတော့ရေစည်းရေလာကောင်းတဲ့ချောင်းမြစ်ထဲကိုမျောလိုက်ပြီးတော့ကွယ်ပြီးရင်တော့တန်ဃာရော်ကြီးပင့်ပြီးတော့မြစ်တာတုံးယူအများတန်းပေးဝေလိုက်တော့နောက်လာကွယ်ကြရင်တော့ဒီလိုမျိုးကိစ္စတွေပေါ်လာမှာမဟုတ်တော့ဟုတ်ကဲ့ပါပါ ျွန်တော်ချက်ချင်းဆောင်ရွက်လိုက်ပါမယ်ဗျာဒါတို့ပါကွယ်ဒါတို့ဒါတို့ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုဆုံးနဲ့တီးလိုက်ပါနားစင်ပေးခဲ့ကြလူချင်းမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်